င်္ဂလာပါရှင်တန်လွင်တိုင်းရဲ့တနေ့တာနောက်ဆုံးရသတင်းများစူးစိမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျမချီလီပါဒီကနေ့2025ခုနှစ်မေလ10ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့တန်ဖြူစီရဲ့ဖျားသုံးစုလမ်းပိုင်းကတက်ကောစစ်စေးရိတ်ဂိတ်တိုက်ခိုက်ခံရတဲ့သတင်းတလအတွင်းလေချောင်းတိုက်ခိုက်မှုကြောင့်အရက်သားတရာနီးပါးတေဆုံးတဲ့တွင်တရချောင်းပေါက်တိုင်းဂိတ်မှာဆန်တဲ့အခြေခံစားတောက်ကုံတည်ယူခွင့်ပိတ်ပင်ခံရတဲ့တွင်အပါအဝင်နိုင်ငံတကာသတင်းမှာတော့ အမေရိကန်စီးပွားရေးကြဆင်းမှုထရန့်ကဘိုင်ဒန်ကိုအပြစ်တင်တဲ့အကြောင်းလို့ကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်တံဖြူစည်ရဲမြို့နယ်တက်ကောကြီးရွာတံဖြူစည်ရဲဖျားသုံးစုလမ်းဆောင်ရှိတက်ကောစစ်စေးရေးဂိတ်တိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးခဲ့တယ်လို့ရမညစစ်ကြောင်းကမေလာတရနေ့မှာသတင်းထုတ်ပြန်ပါတယ်။ အင်အား20ဝန်းကျင်ရှိတဲ့စစ်ကောင်စီရဲ့တက်ကောစစ်ဆေးရေးဂိတ်ကိုပြီးခဲ့တဲ့ဧပြီလ29ရက်နေ့မှာရမညပူပေါင်းစစ်ကြောင်းကတွားရောက်တိုက်ခိုက်ရာကနေနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးပြီး5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမြေပြင်သတင်းပေတွေထံကနေစုံစမ်းသိရှိရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီစစ်စေးရေးဂိတ်ဟာတံပြူစီရဲ့ဖျားသုံးစုလမ်းပိုင်းအုံပြူသွားလာနေတဲ့ရင်းတွေထံကနေငွေကြေးတောင်းခံတာမတင်ငါသူတွေကိုစစ်စေးဖမ်းဆီးတာတွေပြုတ်လုပ်နေတဲ့ဂိတ်ဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်မက်စလာ28ရက်နေ့ကလည်းတက်ကောစစ်ဆေးရေးဂိတ်ကိုဒေသတွင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်ကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား2ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့သိရပါဗျာ။ နိုင်ငံတော်မှာပြီးခဲ့တဲ့ဧပြီလ3လအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူ100နီးပါးသေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကမေလ10ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အမီကတင်ဆက်ပေးထားပါတယ်။ဧပြီ10ရက်နေ့ကနေဧပြီ31ရက်နေ့ထိနိုင်ငံတော်မှာစစ်ကောင်စီတပ်ကြောင်မျိုးသမီး48ဦးနဲ့မျိုးသား48ဦးစုစုပေါင်း96ဦးသေဆုံးခဲ့တာကိုအမီနဲ့တကွတီးပြနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီမှာအသက်၁၈နှစ်အောက်ကလေးငယ်၂၂ဦးပါဝင်ပြီးတေဆုံးသူတွေထဲမှာ82ဦးဟာစစ်ကောင်စီရဲ့လေကြောင်းနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အများဆုံးတေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ April 24ရက်နေ့ကသခိုင်းတိုင်းဘုတလင်မြို့နယ်ကျိုကုန်းကျွော်ကိုစစ်ကောင်စီတပ်ကပရမိုတာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံမျိုးသားရာနီနဲ့မတ်တင်တင်မာတို့နှစ်ဦးဘုံစာထိမှန်တေဆုံးခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းထားတဲ့နေ့နှစ်ကျော်ကာလအတွင်းစစ်ကောင်စီနဲ့လက်ပါစီဖွဲ့တွေရဲ့ဖမ်းဆီးသဖြင့်မှုကြောင့်ရသားပြည်သူ6589ဦးသေဆုံးခဲ့တယ်လို့ AABB ရဲ့ချက်လက်တွေကသိရပါဗျာ။ တနင်္သာရီတိုင်းဒဝဲခရိုင်တရချောင်းမြို့နယ်နဲ့ဒဝဲမြို့နယ်ကြားရှိပေါက်တိုင်းတရာစစ်စေးရေးဂိတ်မှာဆန်တဲ့အခြေခံစားတောက်ကုံတွေကိုစစ်ကောင်စီတပ်သားတွေကတည်ယူခွင့်မပေးဘဲတည်ယူလိုက်တယ်လို့ဒေသခံတွေကတလန်တိုင်းကိုပြောပါရယ်ဒီသတင်းကိုတော့ယုံကြည်ပြားကပြောပြပေးမှာဖြစ်ပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းကစားပြီးတရချောင်းမြို့နယ်ရှိပေါက်တိုင်းတရာစစ်စေးရေးဂိတ်မှာကုံစုံဆိုင်နဲ့ဆန်ဆိုင်ပိုင်ရှင်တွေတည်ဆောင်လာတဲ့ဆန်နဲ့စီတွေကိုစစ်ကောင်စီတပ်ကမတရားတည်ယူလိုက်တာပါ ဒေသခံတွေရဲ့ပြပြချက်အရတရချောင်းမြို့နယ်ဝင်းဝဂိတ်စခန်းကိုဧပြီလဒုတိယပတ်လောက်ကစပြီးတော်လိုင်းရင်အင်အားစုပူးပေါင်းတပ်တွေကစခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့်တရချောင်းမြို့နယ်ရှိစစ်စေးရေးဂိတ်တွေမှာစစ်စေးရေးတင်းကျပ်လာတယ်လို့ဆိုပါတယ်။ အခုရက်ပိုင်းပေါတိုင်းတရားဂိတ်မှာကုံကြုံဆိုင်ဆန်ဆိုင်နဲ့စားသောဆိုင်သမားတွေတဲဆောင်လာတဲ့အခြေခံစားသောကုံတွေကိုစစ်ကောင်စီတပ်သားတွေကစန်အိတ်ပါရင်စန်တအိတ်စီတဘူးပါရင်တဘူးဘာတခုမှတည်ယူခွင့်မပေးဘဲသိမ်းယူလိုက်တယ်လို့ဒေသခံအမျိုးသမီးတို့ကတန်လင်ထမ်းမှုပြောပါတယ်ဒါပြင်ဆက်ပိန်၊သုံးပိန်၊ဘေးတွဲဆိုင်ကယ်တွေနဲ့တိုင်းတိုင်းပိုင်းဈေးရောင်းစားနေတဲ့ဈေးတွေကိုလည်း ပေါတိုင်းတရားကိန်းနဲ့ရွှေကူတရားကိန်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကငါးငရုတ်တီကြက်သွန်ဟင်းဒီဟင်းရွက်စတာတွေကိုလည်းမတရားသိမ်းယူနေတယ်လို့ဈေးတယ်တွေနဲ့နီးစက်တဲ့သတင်းအရင်းမြစ်တူကပြောပါတယ်။တပ်ဖက်မှာလည်းဆန်ရောင်းနေတဲ့ဆန်ဆိုင်တွေတောင်ဆန်တအိတ်တဲ့ရင်အဲ့ဒီတအိတ်ကိုပေါတိုင်းတရားစစ်စေးရေးကသိမ်းယူလိုက်တာကြောင့်ဒေသခံအများစုဟာဆန်စီစတဲ့အခြေခံစားတောက်ကုန်တွေကိုတည်ယူဖို့စိုးရိမ်ကြောင်းလန့်နေကြတယ်လို့ဆိုပါတယ်။ လက်ရှိတဝယ်မြို့နယ်မှာလမ်းခရီးအခက်အခဲနဲ့တည်ယူခွင့်ကန့်သတ်မှုတွေကြောင့်ရန်ကုန်ကလာတဲ့ပေါ်ဆန်းမွေးတွေပြတ်တောင်နေပြီးတဝယ်ကထွက်ပေါ်တဲ့ပေါ်ဆန်းမွေးတွေသာရှိရလို့သိရပါတယ်။တနင်္သာရီတိုင်းတနင်္သာရီပလောနဲ့တရချောင်းမြို့နယ်ရှိတောင်ပြောက်တိုင်းနယ်တွေကိုစစ်ကောင်စီတပ်ကပြီးခဲ့တဲ့နှစ်တွေကတည်းက73စီနဲ့အခြေခံစားသောက်ကုန်တည်ယူခွင့်တွေကိုကန့်သတ်ထားတာဖြစ်ပါတယ်။ American စီးပွားရေးကြဆင်းမှု Trump က Biden ကိုအပြစ်တင်လိုက်ပါတယ်။ဒီသတင်းကိုတော့ Wine ကတင်ဆက်ပေးသွားပါမယ်ရှင်။သမရဂျွန်နဲ့ Trump ရဲ့အခွန်ကောက်မဲ့အစီအစဉ်တွေကြောင့်ဖြစ်ပေါ်လာတဲ့ကုန်တင်သွင်းမှုမြင့်တက်မှုနဲ့အတူ American စီးပွားရေးဟာပထမ၃လပတ်ကာလအတွင်းမမျှော်လင့်ဘဲကြဆင်းခဲ့ရပါတယ်။ အခုလစစောပိုင်းကအသက်ဝင်ခဲ့တဲ့အခွန်ကောက်ခံမှုတွေမတိုင်ခင်စီးပွားရေးလုပ်ငန်းတွေနဲ့စားသုံးသူတွေဟာနိုင်ငံခြားကုန်ပစ္စည်းတွေပုံမှုဝယ်ယူခဲ့ကြတာကြောင့်အခုလို၃လပတ်ကာလစီးပွားရေးကြာဆင်းမှုနဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်။ဝါရှင်တန်မှာပြုလုပ်ခဲ့တဲ့အစိုးရဖွဲ့ဝင်ကြီးများစီဝေးမှာသမ္မတထရန့်ကစီးပွားရေးကြာဆင်းမှုဟာအရင်သမ္မတဂျိုးဘိုက်ဒန်ချမှတ်ခဲ့တဲ့မူဝါဒတွေရဲ့အမွေဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ပထမ၃လပတ်ကာလမှာအသက်တွေပြည်တွင်းရင်းနှီးမြှုပ်နှံမှု၂၂ရာခိုင်နှုန်းအထိတိုးတက်လာခဲ့တယ်လို့ထရန့်ကပြောပါတယ်။ ဘိုင်ဒန်လက်ထက်ကနှစ်စဉ်နှစ်အလိုက်စီးပွားရေးဖွံ့ဖြိုးမှုဟာနှစ်ရာခိုင်နှုန်းအထက်နဲ့တည်ငြိမ်နေခဲ့ပြီး2024ခုနှစ်မှာနှစ်တသမရှိရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံရဲ့အသက်တင်ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ဟာပထမ3လပတ်ကာလအတွင်းနှစ်အလိုက်3.3ရာခိုင်နှုန်းရော့ကျခဲ့ပါသည်။ စားသောင်းသူတွေနဲ့အစိုးရအသုံးစရရောကြမှုနဲ့အတူပြည်ပကကုန်စည်တွေတင်သွင်းမှုမြင့်တက်လာတဲ့အတွက်စီးပွားရေးကျဆင်းရတာဖြစ်တယ်လို့အမေရိကန်စီးပွားရေးဝန်ကြီးဌာနကပြောပါတယ်။အင်ဂျီရောကိုပြောင်းလာပြီးတဲ့နောက်ထရန့်ကနိုင်ငံများပြားကိုအခွန်တွေတိုးမြင့်ပြဋ္ဌာန်းထားပြီးတော့တရုတ်ပေါ်အခွန်အများဆုံးပြဋ္ဌာန်းထားတာကြောင့်ကုန်သွယ်ရေးစစ်ပွဲပုံမှုပြင်းထန်လာနိုင်ပါတယ်။ င်းထားမြန်နောက်ဆုံးရသတင်းစုစည်းမှု podcast အစီအစဉ်ကိုတော့အပတ်စဉ်အင်ကားဇာတာပရိစနေနေ့ညနေ6နာရီအချိန်တိုင်းမှာနှာတော်တာဆင်နိုင်ပါတယ်။သတင်းထိုင်းမြန်သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X သတင်းထိုင်းမြန် website စာမျက်နှာနဲ့သတင်းထိုင်း application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။သတင်းထိုင်းမြန်နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနှာတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။